ကိုင်းငလျင်တန်းတဲ့ဒေသတွေပြန်လည်ထူထောင်ရေးအတွက်ချင်းငွေတွေကိုစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကစတင်လျှောက်ထားနိုင်ပြီလို့အတိအပေးကြေညာထားပေမဲ့မြေပြင်မှာလျှောက်ထားလို့မရသေးဘူးလို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကအော်တိုဘာ16ရက်မှာငလျင်တန်းတဲ့ဒေသတွေအနေနဲ့ပြန်လည်ထူထောင်ရေးအတွက်ချင်းငွေများစတင်လျှောက်ထားနိုင်ပြီလို့အတိအပေးကြေညာထားတာဖြစ်ပါတယ်လက်တွေ့မှာတော့ငလျင်တန်းတဲ့ဒေသတွေအနေနဲ့ပြန်လည်ထူထောင်ရေးအတွက်ချင်းငွေတွေနဲ့ပတ်သက်ပြီးပုတ်ကလစ်ကဘဏ်တွေကိုတွားရောက်ဆက်သွယ်ခဲ့ပေမဲ့ ရှောက်ထားလို့မရသေးကြောင်းစုံစမ်းသိရှိရပါတယ်။မက်စ28ရက်ကစကိုင်းငယ်လင်ကြီးကြောင့်ထိခိုက်သေးဆုံးမှုအများဆုံးခံစားခဲ့ရတဲ့မန္တလေးမြို့ကပြည်သူတို့ကအေယာဝတီဘန်ကိုသွားပြီးချင်းဝင်နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရမှာဘာမှအညွှန်ကြားမထားဘူးလို့ဘဝန်တန်းကပြောတယ်ဆိုပြီး People's Wing ကိုပြောပါတယ်။ရှောက်လို့ရပြီဆိုတာနဲ့ပြန်ပြောပေးမယ်လို့ဘဝန်တန်းကပြောကြောင်းသူကဆိုပါတယ်။ငလင်တန်ခန်းစားကြရတဲ့အနေမြေဒေသတွေပြန်လည်ထူထောင်ဖို့စစ်ကောင်စီကထဲဝင်ပံ့ပိုးတဲ့ရန်ပုံငွေနဲ့ ၃နှစ်ကနေ၅နှစ်အထိတက်တန်းရှိချင်းဝင်တွေကိုတက်တာတဲ့အတွုံုံနဲ့အထုတ်ချေးသွားမယ်လို့စစ်ကောင်စီကဆိုခဲ့တာပါ။တတ်မှတ်ထားတဲ့အတွုံုံကတော့နေအိမ်နဲ့အဆောက်အအုံပြန်လည်တိဆောက်ရေးချင်းဝင်အတွက်အတူ၃၀၀ခန့်နော်။အသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက်လုပ်ငန်းလေပတ်ရင်းနှီးငွေစက်ပစ္စည်းရေမီဆိုလာနဲ့ရင်းနှီးမြှုပ်နှံမှုချင်းဝင်အတွက်အတူ၅၀၀ခန့်နော်။ဆက်ရုံလုပ်ငန်းကြီးများပြန်လည်ပြုပြင်ရေးနဲ့လေပတ်နိုင်ရေးချင်းွယ်အတွက်အတူ900ခန့်နှုန်း နိုင်ငံပိုင်အခြေခံအဆောက်အအုံများတောင်းဝန်ယူတည်ဆောက်နေတဲ့အဆောက်လုပ်ရေးကုမ္ပဏီအတွက်ယာယီချင်းငွေအတိုး900ခန့်တော့ဖြစ်တယ်လို့စက်ကောင်စီကဆိုထားတာပါ။ AIRI ဘဏ် UAB ဘဏ် CB ဘဏ် AIRI တောင်းသူလယ်သမားဖွံ့ဖြိုးရေးဘဏ်ရုံးမဘဏ်ဆောက်လုပ်ရေးအင်ယာနဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မြန်မာနိုင်ငံသားများဘဏ်ကမ္ဘောဇားဘဏ်မြောက်ပြည်ဘဏ်အင်ဝါဘဏ် Best Merchant Finance Company Limited နဲ့ Zigao Finance Company Limited တို့မှာပြည်လဲထူထောင်ရေးအတွက်ချင်းငွေတွေကို ရှောက်ထားနိုင်တယ်လို့စစ်ကောင်စီကဆိုခဲ့တာပါစကိုင်းမြို့နယ်ပြည်သူတို့ကလည်းချင်းငွေရဖို့မသေးကြကြောင်းနဲ့ဗန်တွေကိုမင်းမြန်ကြည်အောင်မရေမရသာဖြေဆိုကြောင်းပြောပါတယ်အဲ့ဒီဗန်ချင်းငွေတွေကိုမမျောလင့်တော့ပါဘူးလို့လည်းသူကဆက်ပြောတာပါ2025မတ်လ28ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငယ်လင်ကြီးကြောင့်စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့အပအဝင်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာပြည်သူပေါင်းထောင်နဲ့ချီတိုက်ဆုံးခဲ့ပါတယ်။ဒါ့အပြင်နေအိမ်တွေဆက်ယုံအလုပ်ယုံတွေ စီးပွားရေးလုပ်ငန်းတွေရုံးတွေဘာသာရေးအဆောက်အအုံတွေများစွာထိခိုက်ပျက်စီးခဲ့တာပါ။ဒါကြောင့်သခိုင်းငလင်ကြီးဟာမြမတမိုင်းတစ်လျှောက်မှာလူသေးဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုအများဆုံးငလင်ကြီးအဖြစ်မှတ်တမ်းဝင်လာခဲ့ပါတယ်။အာနာသိန်းစကောင်စီကမြေငလင်ကြီးလှုပ်ခတ်ပြီးအရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေကိုရောပြည်လဲထူထောင်ရေးအတွက်ကိုရောကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလို့ဒေသခံပြည်သူတွေကထောက်ပြပြောဆိုကြပါတယ်။တစ်ဖက်မှာတော့အာနာသိန်းစစ်တပ်ဟာငလင်တန်ခံခဲ့ရတဲ့သခိုင်းတိုင်းမန္တလေးတိုင်းအပေါင်းဝင် နိုင်ငံတော်မှာငလျင်လှုပ်ပြီးနောက်ပိုင်းမှာလေချောင်းကနေဘုံကျဲတက်ဖြတ်မှုတွေပုံမလို့ဆောင်လာတဲ့အတွက်ကလေးငယ်အမျိုးသမီးနဲ့တန်ခါတော်တွေအပါအဝင်တည်ဆုံးသူအရေအတွက်ပုံများလာခဲ့ပါတယ်ရှင်